အခုဆက်ပြီးနိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါပထမဆုံးအနေနဲ့အခုရက်ပိုင်းအမေရိကန်ကဖွဲ့စည်းလိုက်တဲ့လင်လယ်မှုစင်တာတွေတိုက်ဖြည့်ရေးတပ်ဖွဲ့အကြောင်းပြောမှာဖြစ်ပါတယ်အင်္ဂလိပ်လို Scan Center Strike Force လို့ခေါ်တဲ့အဲ့ဒီအထူးတပ်ဖွဲ့ကို အမေရိကန်အစိုးရရဲ့လုံခြုံရေးနဲ့ပတ်သက်တဲ့ Agency တွေစုပေါင်းပြီးဖွဲ့စည်းလိုက်တာပါ ရည်ရွယ်ချက်ကတော့အရှိတောင်အာရှအထူးသဖြင့်မြန်မာလာအိုနဲ့ကမ္ဘောဒီးယားတို့မှာအခြေစိုက်တဲ့နိုင်ငံဖြတ်ကျော်ငွေလိမ်ဂိုင်းတွေကိုနှိမ်နင်းဖို့ဖြစ်ပါတယ်ဒီဂျစ်တယ်ငွေကြေးနဲ့ပတ်သက်တဲ့လိမ်လည်မှုတွေဝက်သက်ချင်းလို့ခေါ်တဲ့ဒီအယုတ်သွင်းပြီးငွေကြေးလိမ်လည်မှုတွေကိုတိုက်ဖြတ်သွားမှာဖြစ်ပါတယ်ပါဝင်တဲ့အဖွဲ့အစည်းတွေကတော့ American ရှေ့နေရုံတရားရေးဌာန FBI လို့ခေါ်တဲ့ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဘူရို USSS အမေရိကန်လျိုဝဲထောက်လှမ်ရေးအဖွဲ့ဖန်နာရေးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိချုပ်ရေးယုံနဲ့နိုင်ငံခြားရေးဝန်ကြီးဌာနတွေပါဝင်ပါတယ်။ လောက်ဆောင်သွားမဲ့နီလန်းတွေကတော့အဆိုးဆုံးလိမ်လည်မှုစင်တာနဲ့ခေါင်းဆောင်တွေကိုစုံစမ်းထောက်လှမ်းပြီးတရားစွဲဆိုတာအဲ့ဒီစင်တာတွေကိုကာကွယ်ပန့်ပိုးနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကုမ္ပဏီတွေနဲ့လူပုတ်ကိုတွေကိုပြစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့တာဒီဂျစ်တယ်ငွေကြေးအပါအဝင် လိမ်လည်မှုကရထားတဲ့ငွေကြေးပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာ နိုင်ငံတကာပူပေါင်းဆောင်ရွက်မှုကသဆင့်ဒေသခံနိုင်ငံတွေရဲ့လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ FBI နဲ့ပူပေါင်းနှိမ်နှင်းမှုလုပ်တာတွေပါဝင်ပါပါအမေရိကန်နိုင်ငံသားတွေက2024ခုနှစ်တစ်ခုအတွင်းမှာအမေရိကန်ဒေါ်လာ10ဘီလီယံကျော်ကျော်လိမ့်လည်ခံခဲ့ရတယ်လို့အမေရိကန်အစိုးရကပြောပါတယ်။ပထမဆုံးလုပ်ငန်းအနေနဲ့ကတော့မြန်မာနိုင်ငံကဒီမိုကရေစီကရင်အကျိုးပြုသက်မတော် DKBA နဲ့ခေါင်းဆောင်၄ဦးကိုပိတ်ဆို့အေးအေးယူမှုစင်ရဲတဲ့ထက်သွင်းလိုက်တာဖြစ်ပါတယ်။ ်ဒေသတွေတည်င်းတပုံနဲ့ဆက်ပါမယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြည်ပြည်ဆိုင်ရာရဇဝမှုဆိုင်ရာခုံရုံးကဝန်ကြီးချုပ်ဟာရှိတ်ဟာဇီနာကိုလာမယ့်၁၈ရက်နေ့မှာမြက်ွယ်စီရင်ချက်ချမှတ်ဖို့ရှိနေပါတယ်။ဝန်ကြီးချုပ်ဟာရှိတ်ဟာဇီနာကတော့ចောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြပွဲအတွင်းမှာအိန္ဒိယနိုင်ငံကိုထွက်ပြေးခိုလုံသွားတာဖြစ်ပါတယ်။သူ့ကို သူ့ရဲ့ပြည်ထရေးဝန်ကြီးဟာ အာဇာဒူဇမန်ခန်ကာမင်းနဲ့ရုပ်ချုပ်ဟာချောဒရီအာဗူဒူလာ အယ်မာမိုတို့နဲ့အတူလူသားမျိုးနွယ်အပေါ်ဆက်ကျင်တဲ့ရဇဝမှုအပါဝင်လူတပ်မှုညံပန်းနှိပ်စက်မှုဆန္ဒပြမှုများအားအစုလိုက်ပြုတ်လိုက်ခြေမောရအမိတ်ပေးမှုတည်စီနိုင်တဲ့လက်နက်တွေအသုံးပြုရညွှန်ကြားမှုစတဲ့အမှုတွေနဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့လူခွင့်ရေးစုံစမ်းစစ်ဆေးရေးမှူးတွေကတော့ဇန်နာပြသူတွေကိုနှိမ်နှဲရမှာ စနစ်တကျလူသေးစေတဲ့နီလန်းတွေကို အသုံးပြုခဲ့တဲ့အတွက်လူပေါင်း1400အထိတည်ဆုံခဲ့နိုင်တယ်လို့ပြောထားပါတယ်ပြည်ထရေးဝန်ကြီးဟောင်းကတော့အပြစ်တွေကို ဝန်ခံထားပြီးအခုခါမှာရှိတ်ဟာဇီနာနဲ့ပတ်သက်လို့အစိုးရတပ်တွေအနေနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်။ စွဲချက်တင်ထားတဲ့အစိုးရရှိနေကတော့ဝန်ကြီးချုပ်ဟာရှိတ်ဟာဇီနာကိုတည်တယ်အပြစ်ပေးဖို့တောင်းဆိုထားပါတယ်။အိန္ဒိယနိုင်ငံမှာတိရှောင်နေတဲ့ဝန်ကြီးချုပ်ဟာရှိတ်ဟာဇီနာကတော့သူ့ကိုတရားစွဲဆိုတာဟာသူ့ရဲ့အဝါမီလီပါတီကိုပြက်သွားအောင်နိုင်ငံရေးရွေချက်ရှိနေပြီးနိုင်ငံရေးခေါင်းဆောင်တွေကတရားရုပ်ကိုအနောက်ကနေချေလဲနေတယ်လို့တုံ့ပြန်ထားပြီးတော့စွပ်စွဲချက်တွေနဲ့ပတ်သက်လို့သူ့မှာအပြစ်မရှိကြောင်း BBC သတင်းဌာနကိုပြောထားပါတယ်။ ိုင်းတော်ဝင်ရဲ့တပ်ဖွဲ့ကတော့ AI ကိုလိမ့်တဲ့ AI နည်းပညာနဲ့ပတ်သက်လို့အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပါတယ်။လိမ့်လည်မှုပုံစံအစ်စ်တွေမှာ AI လို့ခေါ်တဲ့ဉာဏ်ရည်အတုကိုအသုံးပြုပြီးပြင်မှတ်ထားခင်ရတဲ့သားကောင်တွေဟာသူတို့မသိလိုက်ပဲငွေလိမ့်ဂိုင်းတွေအတွက်ငွေပေးငွေယူလုပ်ပေးသူတွေဖြစ်ကုန်တယ်လို့ဆိုပါတယ်။ မြို့ပြရဲဘူရိုလက်ထောက်ကော်မရှင်နာရဲဘော်ချုပ်တီရာတီတုံစွန်းတီကငွေလေဂိုင်းတွေဟာရှုပ်ထွေးတဲ့အစင်မြင့်တဲ့ဤပညာတွေတုံးပြီးတော့အကာအကွယ်တွေကိုညည်ရီတုအတုံးပြုပြီးကြော်လွားနေတယ်လို့ပြောပါတယ်။ AI ကိုတုံးပြီးလှုပ်ထားတဲ့မျက်နှာရုပ်ပုံတွေကိုအတုံးပြုပြီးတော့ digital စစ်စစ်ရေးစနစ်တွေကိုကြော်လွားတဲ့ဤစနစ်ကိုအတုံးပြုပြီးတော့ငွေလိမ်မှုနဲ့ပတ်သက်ပြီးတန်တရားဖြစ်စရာမရှိတဲ့လူတွေကိုငွေကြေးဆိုင်ရာရဇဝမှုတွေမှာအတုံးပြုတာဖြစ်ပါတယ်။ ဘဏ်ကောက်မှရှိတဲ့ငွေလိမ်ဂိုက်တစ်ခုကိုနိုဝင်ဘာလ9ရက်နေ့ကရေအားဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာဒီလိမ်လေးကြီးကိုဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ် AI နဲ့အတူလောက်ထားတဲ့မျက်နာပုံတွေကိုတခြားကနေစုဆောင်ထားတဲ့ကိုရီးအချက်လက်တွေပေါင်းပြီးမျက်နာပုံကို ပြပြီးငွေလွဲပြောင်းရတဲ့စနစ်ကိုအသုံးပြုတာလို့ဆိုပါရဲ။ ဆိုလိုတာကတော့ဘန်တွေကနေတဆင့် for application နဲ့ငွေလွှဲတဲ့အခါသွားပေါ်အောင်ပြုံးပါတော့မျက်တာသုံးချက်ခတ်ပါတော့စတဲ့စီခိုင်းမှုတွေကို AI နဲ့လုတ်ထားတဲ့မျက်နှာသူ့ကိုသုံးပြီးငွေလွှဲယူတာမျိုးဖြစ်ပါတယ်။